စစ်တပ်ရဲ့ကြောထောက်နောက်ခံပေးထားတဲ့ကြံ့ခိုင်ရေးပါတီကမဲဆွဲစည်းရုံးရေးလိုက်သူတွေကိုငွေကျပ်တထောင်ခွဲပေးမယ်လို့မလုံးပေးပြီးခေါ်သွားပေမဲ့အမှန်တကယ်မရရှိဘူးလို့မဲဆွဲစည်းရုံးရေးလိုက်သူတွေကပြောပါတယ်။အော်တိုဝါလာ32ရက်နေ့ကရန်ကုန်မြို့တာကီတာတစ်ဈေးကွေမှာကြံ့ခိုင်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေကမဲဆွဲစည်းရုံးရေးပြုလုပ်ခဲ့တာဖြစ်ပြီးမဲဆွဲစည်းရုံးရေးလိုက်ဖို့စိုက်ကားသမားနဲ့ဘေးရဲစိုက်ကဲမောင်းသူအယောက်40လောက်ကိုစံနဲ့ငွေကျပ်တထောင်ခွဲပေးမယ်ဆိုကခေါ်ယူခဲ့တာလို့ဆိုပါတယ်။ မဲဆွဲစီယုံရိုက်လိုက်ခဲ့ပေမဲ့အမှန်တကယ်ငွေကြေးနဲ့ထောက်ပံ့ပစ္စည်းများရှိတဲ့အတွက်သက်ဆိုင်ရာရက်ကွက်အချုပ်အယွင်မှုယုံတွေမှာစိုက်ကားသမားနဲ့ဗေဒရန်မောင်းသူတွေကတွားရောက်တောင်းယူခဲ့ပေမဲ့မရရှိခဲ့ဘူးလို့ဗေဒရန်မောင်းသူကပြောပါတယ်။တခြားမြို့နယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွဲစီယုံရိုက်တွေမှာလိုက်ဖို့စိုက်ကားသမားနဲ့ဗေဒရန်သမားတွေကိုခေါ်ယူနေတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့မြို့ကန်နေစီကနေသိရပါပါတယ်ခင်ဗျာ။